တခါတုန်းကတောတောင်ထူထက်လာတဲ့တောထဲမှာကြားတကောင်ရှိပါတယ်။ဒီကြားကတာမန်ကြားများနဲ့မတူဘဲအလုံငန်ကောင်းပြီးစကားပြောနိုင်တယ်ပါ။တောရင်းတွေကတိရစ္ဆာန်တွေကဒီကြားကိုဖယင်ကြီးလို့ခေါ်ကြပါတယ်။ဒီနေ့မှာကြားပရင်ကသူနေမြေကိုလှည့်လေကြည့်ရှုရင်တောအုပ်ကြီးတွေကိုရောက်ရှိသွားပါတယ်။ဒီတောအုပ်ကြီးတွေကမြောက်တကောင်နေထိုင်ပါတယ်။မြောက်ကကြားပရင်ကိုမြင်တော့ခါအလုံကြောက်ရွံ့သွားပြီးတစ်ပင်ပေါ်သို့တက်ပြေးလိုက်ပါတော့တယ်။ကြားပရင်က မြောက်ကိုအေးအေးဆေးဆေးစကားပြောပြီး ကြောက်เสียမလိုဘူးလို့ပြောလိုက်တယ်မြောက်ကကြားပရင်ရဲ့စကားကိုနားထောင်ပြီးတစ်ပင်ပေါ်မှပြင်ဆင်လာပါတော့တယ်ကြားပရင်ကမြောက်ကိုသူ့နောက်လိုက်စီပြီးသူ့အတွက်အကူအညီပေးမယ်လို့ပြောပါတယ်နောက်ပိုင်းတွင်ကြားပရင်ကမြောက်တွေကိုအကူအညီဖြင့်တော်ရင်းရှိတတဝါများကိုစီယုံပြီးငင်းချမ်းစွာနေခွင့်ပြုလိုက်ပါတယ်သူတို့ကတဦးကိုတဦးကူညီပြီးဖေးကင်းစွာနေထိုင်ကြပါတော့တယ်ကြားပရင်ကမန်ပညာနှင့်ကီယူနာကြောင့်တော်ရင်းတိရစ္ဆာန်တွေကသူ့ကိုအမြဲတမ်းကျေးဇူးတင်ကြပါတယ်ကြားပရင်က Rorin Rigu, Simmando Pimpilage Barore,